တကောင်ကျော်ညနေတဲ့အထိကိုလိုင်းသုံးနေတာကိုကိုချစ်သူနဲ့ကိုရတငယ်ချင်းတွေမသိအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးပါမယ်။အချိန်မဆွဲဘဲနဲ့ဆောင်းလိုက်ကြရအောင် Facebook လေးထဲဝင်ပေးလိုက်မယ်။ Menu Bar လေးထဲကိုထပ်ပြီးဝင်ပေးရမယ်နော်။ဒီညောင်လေးကိုရောက်ရင်နော် Setting and Privacy ဆိုတဲ့ခေါင်းလေးထဲကိုထပ်မှန်ပြီးဝင်ပေးရပါမယ်။ဒီညောင်လေးကိုရောက်ရင်နော် Setting ဆိုတဲ့ခေါင်းလေးထဲကိုထပ်မှန်ပြီးဝင်ပေးရပါမယ်။အောက်ဘက်ကိုနည်းနည်းဆွဲတင်ပေးလိုက်ပါ။အောက်သားလေးမှာ Edit Status ဆိုတာရှိရဲ့လူပုံစံလေးနဲ့နော်လူပုံစံလေးနဲ့ Edit Status ဆိုတဲ့ခေါင်းလေးထဲကိုဝင်ပြီးတော့လုပ်ပေးရပါမယ်။ ီကလောက်ဖွင့်နေတယ်ဆိုရင်တော့ battery life ပါ။ထန်တော့ကိုထပ်ရနိုင်ပြန်လိုက်ရပါပြီ။အကယ်လို့တော့ကိုပြန်ဖွင့်ချင်တယ်ဆိုရင်တော့လွယ်လွယ်လေးပဲနော်။ဒီကလောက်လေးကိုပြန်ဖွင့်ပြန်လိုက်ရုံပါပဲ။ပုံမှန်ထိုင်ပြန်ဖြစ်သွားပါမယ်။ဒီလိုပိတ်ပြီးသွားပြီဆိုရင်တော့ messenger လေးကိုဝင်ပြီးတော့ထပ်တော့ပိတ်ပြရပါမယ်။ဒါကြောင့်မလို့ messenger လေးတဲ့ကိုထပ်တော့ဝင်ပြန်လိုက်ပါမယ်။ messenger နဲ့ကိုရောက်ရင်မင်းသုံးကြောင်းလေးနဲ့ menu box လေးခေါင်းလေးနဲ့ဝင်ပြရမယ်เนาะချုပ်ဖုံးကြားဒီမှာဆိုရင်တော့အပေါ်နာလေးမှာရှိပါမယ်ဒီညာလေးကိုရောက်ရင်တော့ settings ဆိုတဲ့ခေါင်းလေးလေးကိုထပ်မံပြီးတော့ဝင်ပြရပါမယ် add data ဆိုတဲ့ခေါင်းလေးလေးကိုဝင်ပြီးတော့ပြင်ပြရပါမယ် ဒီကလော့လေးကိုဖယ်ပေးလိုက်ပါဒီလိုပေါ်လာရင်တော့ PA US Park ကိုနေပေးလိုက်ရင်တော့ရပါပြီပုံမှန်တိုင်းပြန်ဖြစ်ချင်တယ်ဆိုရင်တော့ဒီကလော့လေးကိုပြန်ပြီးတော့ဖွင့်ပေးလိုက်ရုံပဲเนาะဒီလိုလောက်ထောက်လိုက်မယ်ဆိုရင်တော့ကိုညနေတဲ့ဒီ line တော့လေကိုရဲ့အချစ်သူကိုရဲ့တငယ်ချင်းတွေကိုလိုင်းတော့နေတာကိုလုံးဝမသိတော့ပါဘူး